ျောရန်မြန်မာနိုင်ငံမှာအာ60ဝက်တန်းမှာအကောင်းဆုံးကစားသမားလို့ပြောကြတာပဲเนาะဒါပေမဲ့ဂင်မိုတခုပြောချင်တာကတော့ကျွန်တော်ရဲ့ချင်းငေကိုချင်းငေကိုရေပါเนาะတခုပြောချင်တာအများတို့ဘလောက်ကျမ်းတယ်ဘလောက်ကောင်းလဲဆိုတဲ့ကောင်ဂင်မိုနဲ့တွေ့မှဘာဖြစ်သွားလဲဆိုတာခင်ဗျားတို့စောင့်ကြည့်ရကျွန်တော်ကူသတိရမယ့်အိမ်မှာ ကင်ရှမ်းမအောင်ကင်ဘူနဲ့ကျွန်တော်ကစားရမှာပါသူကတော့တော်တော်ကောင်းတဲ့ fighter ပါပဲသူလည်းကျွန်တော်တို့ level ဒီမှာဆိုရင်သူလည်းသူဂျပန်နိုင်ငံတွေပါဒီမှာပေါက်ဆင်းသွားပြီးတော့ကစားထားတယ် MMA မှာလည်းသူတခြားအိန္ဒိယလို promotion တွေမှာလည်းသူကစားဘူးရယ်လို့ကျွန်တော်သိရတယ်လက်ရည်လည်းကောင်းပါတယ်သူဘက်ကသူ့ရဲ့ background ကလည်းကစားတဲ့ background ကလည်းတော်တော်ကောင်းတယ်ကြားပါတယ်အဲ့တော့ကျွန်တော်လည်းတရားပြင်းစင်းထားပါတယ်ကျွန်တော်လည်းအကောင်းဆုံး ဒီစင်းစားဖြစ်တော့ဒီဘက်ကတော့တော်တော်လေးကြီးကောင်းပါပါကျွန်တော်ပြောနိုင်တာတခုကတော့လာမယ့်ဆင်းနှလာပိုင်9ရက်နေ့ပွဲတော့ကျွန်တော်မဆောက်နိုင်တော့ဘူးဒီကောင်နှစ်ခြေထဲနဲ့မောက်တိတ်လိုက်ရှုပ်လို့ကျွန်တော်နာမည်ဂင်ဆက်မောင်ပါဖိုက်တာနာမည်ကတော့ဂင်ဘူးလို့ခေါ်ပါရဟုတ်ဟုတ်ကျွန်တော်ဇုံမီလူမျိုးပေါ့နော်ချင်းတိုင်းတာပဲဟုတ်လာမယ့်3ရက်မယ်အိမ်မှာကျွန်တော်အိမ်မယ်ပွဲဖြစ်ပေါ့နော်ဟုတ်လားကျော်ဝရန်နဲ့ main event 2မှာဖြစ်ပါတယ်ဟုတ် ကျွန်တော်ကကျော်ဝင်ရပါအဲကျွန်တော်ဒီ TM မှာ TM လည်းကစားပါတယ်ဆရာ UR လည်းကစားပါတယ်ပေါ့ဟုတ်ခက်တော့ခက်ပါတယ်ပေါ့ကစားမလို့ကိုနဲ့လက်တွေ့ကစားမနေထိုးတဲ့ခါကျတော့လည်း UR ကတော့တော်အများကြီးတောင်းလို့ဟိုစူးစားရတာပဲအခုတော့အရင်တော့ pressure တော့မရှိတော့ပါဘူးအရင်တော့ကအဲထိုင်တဲ့ချိန်ပဲဆင်းပြီးတော့လောက်တစ်ဖက်နဲ့တော့ဒီဟာကိုထိနိုင်တည်ရဘူးအခုကတော့ AC ဖြစ်နေပြီဆိုတော့ရပါတယ်ကျွန်တော်အကောင်းဆုံးကြိုးစားနေပါတယ်ဘေးတန်းမှာဟိုတကယ်ချန်ပီယံနေနဲ့ စီနီယာတွေနဲ့သူထွေးနေကြဆိုတော့တကယ်ပိုင်းနေအများကြီးကွာလာတယ်ကျွန်တော်ပြောင်းလဲလာတယ်ပြီးတော့စားတာလည်းအရင်ငြိမ်းလာတယ်ပက်ရှာလည်းမရှိတော့ဘူးပေါ့အဲ့လိုမျိုးပြောင်းလဲလာပဲဟုတ်အဲ့ပွဲမှာကကျွန်တော်ကပွဲမထိုးခင်တည်းကဟိုအဆုပ်အေးပတ်သွားတဲ့သဘောဖြစ်သွားညာဘက်ကအဲ့လိုအိတ်မြောက်ချောင်းတောက်ချောက်ဆိုးတပတ်လောက်တပတ်လောက်တပတ်လောက်ကိုတော်တော်အချိန်ကြီးဆိုးဆိုးရတယ်ဆိုးဒါပေမဲ့ပွဲမဖြစ်ရှင်တာနဲ့ဘယ်ဘက်ပြင်ပြက်ကိုလည်းကိုချင်းစားတယ်ကိုလည်းကိုချင်းစားတယ်ထွေနီးအများကြီးစိတ်မြူမှာ နားနီးမပြတ်သွားရင်နှလုံးစရာကြီးတော့အဲ့လေရအောင်ထိုးမယ်ဆိုပြီးတော့ဒီလိုပဲထိုးလိုက်တာပါကိုဖြစ်ခဲ့တဲ့အမားတွေကိုတင်လိုက်ယူထားဆိုတော့ကျမကြီးပိုင်းကတော့ကိုကတော့တေချာလိကြီးစိုက်တာပါတော့ကျော်ရန်မြန်မာနိုင်ငံမှာအာ60ဝက်တန်းမှာအကောင်းဆုံးကစားသမားလို့ပြောကြတာပဲเนาะဒါပေမဲ့ဂင်ဘူတစ်ခုပြောချင်တာကတော့ကျွန်တော်ရဲ့ချင်းငေကိုချင်းငေကိုရေပါနော်တခုပြောနေတာခမားတို့ဘလောက်ကြမ်းတယ်ဘလောက်ကောင်းလဲဆိုရဲကောင်ဂင်ဘူနဲ့တွေ့မှ ဘာဖြစ်သွားလဲဆိုတာခင်ဗျားတော့စောင့်ကြည့်ရဒီပွဲကိုကျွန်တော်ဘယ်လောက်ယုံကြည်မှုရှိလဲဆိုတော့တကယ်ဆိုဒီပွဲက၁၀လပိုင်း၂၅ရင်းနေထူရမှာအဲ့တော့အကြောင်းပြချက်မျိုးမျိုးနဲ့ဟိုစားပွဲရက်ကရွှေ့သွားပါတော့၁၂လပိုင်း9ရင်းနေအထိရွှေ့သွားတော့ကျွန်တော်ကလေ့ကျင့်ချိန်ပြင်ဆင်ချိန်အများကြီးပူရတာပေါ့နော်အဲ့အဲ့လိုဆိုတော့ကျွန်တော်ကပြင်ဆင်ချိန်လည်းအများကြီးရတယ်ဆိုတော့ကျွန်တော်အတွက်ဒီဘွဲကယုံကြည်မှုပူပြီးတော့လည်းရှိရပါတော့ အာဘယ်လိုရှင်းပြန်သွားမလဲတော့မသိဘူးဒါပေမဲ့ကျွန်တော်ပြောနိုင်တာတခုကတော့လာမယ့်7လပိုင်း9နှစ်နှစ်ပွဲတော့ကျွန်တော်မဆောက်နိုင်တော့ဘူးဒီကောင်နှစ်ချီတည်းနဲ့မောက်တိတ်လိုက်ရှုပ်လို့ကျွန်တော်ကုသတိရမြေအိမ်မှာကင်းရှမ်းမအောင်ကင်ပူနဲ့ကျွန်တော်ကစားရမှာပါသူကတော့တော်တော်ကောင်းတဲ့ fighter ပါပဲသူလည်းကျွန်တော်တို့ level ဒီမှာဆိုရင်သူလည်းသူဂျပန်နိုင်ငံကြီးပါဒီမှာပေါင်ဆိုင်သွားပြီးတော့ကစားထားတယ် အမမီမှာလည်းသူတခြားအိန္ဒိယလိုပရိုမိုးရှင်းတွေမှာလည်းသူကစားဘူးတယ်လို့ကျွန်တော်သိရတယ်လက်ရည်လည်းကောင်းပါတယ်သူကသူ့ရဲ့ background ကလည်းကစားတဲ့ background ကလည်းတော်တော်ကောင်းတယ်ကြားပါတယ်အဲ့တော့ကျွန်တော်လည်းတခြားပြင်ဆင်ထားပါတယ်ကျွန်တော်လည်းအကောင်းဆုံးပြင်ဆင်ထားတာဖြစ်တော့ဒီဘက်ကတော့တော်လေးကြီးကောင်းပါပါသူလည်းအကောင်းဆုံးပြင်ဆင်ထားပါပါကျွန်တော်လည်းအကောင်းဆုံးပြင်ဆင်ထားတော့ပေးသက်ကိုညာစလုံးပေါ့နော်ဟိုဘလိုပဲဖြစ်ဖြစ်ပေးတဲ့ကိုရတာမြောက်တဲ့ဘွယ်တွေဖြစ်အောင်ဖန်တီးဖို့ပဲအဓိကပါပဲ ကျွန်တော်သူရဲ့မယ်ပထမဆုံးပွဲအဖြစ်ဒိုင်မွန်ဝဲနဲ့ရှင်ပြပြီးတော့နောက်ောက်နဲ့နိုင်ရရှိခဲ့ပါဟုတ်သူရဲ့မယ်ပွဲထိုးပြီးကျွန်တော်ဂျားရဲကအဲ့မယ်မယ်ပွဲနားပြီးတော့ကျွန်တော်ဘောက်ဆင်ပွဲတွေပဲလိုက်ထိုးပြပါတယ်ဟုတ်ကျွန်တော်အမြင့်ဆုံးဘောက်ဆင်ဟုတ်ဘောက်ဆင်အမြင့်ဆုံးဘောက်ဆင်ပွဲပေါ့နော်ကျွန်တော်တို့အမြင့်ဆုံးဘောက်ဆင်ပွဲဆိုရင်ကျွန်တော်ဂျပန်မှာ pro ပွဲပေါ့နော်အဲသွားထိုးပြတာရှိရယ်အဲဂျားရဲကတော့ပြည်တွင်ပွဲတွေပါပြီးတော့အများကြီး ထိုးခဲ့တာဗောနော်ကျွန်တော်ကတော့ခုနောက်ပိုင်းအဲစတန်ပိုင်းကိုပဲအားသာလာတယ်ပြီးတော့ဟိုတက္ကနိကလည်းဒီစတန်ပိုင်းတက္ကနိကလည်းတော်တော်လေးကောင်းလာတယ်လို့ခံစားရတယ်ဆိုတော့ဒီစတန်ပိုင်းနေပဲသွားမယ်အဓိကစတန်ပိုင်းနေဝဲသိမ်းဖို့တော့မျှော်လင့်ထားတာဗောဒါပေမဲ့ကျွန်တော်ဟိုအဆုံအဆုံတော့ပြင်ဆင်ထားပါတယ် ground ပိုင်းလည်းပြင်ဆင်ထားတယ်ဗောအဲ့တော့လိုဝင်လိုလိုလိုရတယ်လို့ပွဲဦးလည်းရအောင်ဖြစ်ပါဟုတ်ကျွန်တော်ကရိုးရမှာလည်းကစားထားတယ်ပြီးတော့ အခြားပီပါပရိုမိုးရှင်းမှာလည်းကစားတာဆိုဟိုကိုယ့်ကိုယုံကြည်မှုတော့ရှိတယ်ပေါ့နော်မာကွန်ဘိုင်းကတော့ကျွန်တော်မနေဘူးပေါ့မနေဘူးပြီးတော့ကျွန်တော်မှအဲ့လိုမျိုးစားပိုင်းရှိတယ်ကျွန်တော်မကြောက်တတ်ဘူးကျွန်တော်ထိလို့ရှိရင်ကျွန်တော်အဲ့လူရအောင်ပြန်ပြီးတော့ထိုးနိုင်တယ်ဆိုတော့စိတ်ရှိတယ်ဗျာအာအဲ့တော့သူနဲ့သူကျွန်တော်ရှင်းထိုးမယ်ဆိုရင်သူကကျွန်တော်နဲ့ကြောက်ပေါ့သူမလဲကုန်လဲဖြစ်မှာပါဟုတ်ကျွန်တော်အခုလက်ရှိပိုင်ဘောက်စင်ကလပ်မှာလီဂျန်ဖြစ်ပါတယ် မြန်မာလေဝင်းစင်ဟောင်းကစားသမားဖြစ်တဲ့ဆရာလီနုတ်ပိုင်နဲ့အတူလေ့ကျင့်နေပါတယ်ဟုတ်အာကျွန်တော်ရဲ့ဘောက်ဆင်းစကိနဲ့ဒီကောင်ကမောက်တိတ်ပြလိုက်တယ်ကျွန်တော်ရဲ့ရည်မှန်းချက်ကတော့ကျွန်တော် JFC fighter တရားဖြစ်အောင်လုပ်မယ်ပြီးတော့ခပတ် champion ဖြစ်အောင်လုပ်မယ်ဒါပဲဒီဇင်ဘာလ9ရက်နေ့3ရက်နေ့အိမ်မှာကျွန်တော်ရဲ့ဘွဲကိုကြည့်ရှုအားပေးကြပါအောင်အာဒီဘက်မှာအဲ့ဘွဲအဲ့ကုံဘုတ်ကိုထိန်းထားဖို့ကျွန်တော်ဆရာကြီးရဲ့ကျွန်တော်ဆရာနဲ့ ကျွန်တော်ဆရာတွေကျွန်တော်ရဲ့ဘေးရပါတနာတွေကိုကျွန်တော်ရဲ့စီနီယာတွေနဲ့အကောင်းဆုံးတိုင်ပင်ပြီးတော့ဒီပွဲကိုကျွန်တော်တိကျရာအောင်စိုက်ပြီးတော့ကစားတော့ပါဟုတ်သူရမေအိတ်ကိုဒီကျွန်တော်တို့စောင့်ကြည့်မဲ့ပိတ်သက်တွေအားလုံးကိုလည်းအဲတခြားပေါ့ဒီပွဲကတခြားပွဲထဲအဆိုင်ရတာပေးနိုင်မယ်လို့ကျွန်တော်ထင်တယ်ဒါပြီးတော့သူကလည်းဟိုကျွန်တော်လည်းလက်ရည်နှိမ်မှာမဟုတ်ဘူးကျွန်တော်တစ်တိုင်တော့တားနေလိမ့်မယ်ပေါ့နော်ဘယ်လိုဖြစ်ဖြစ်ဒီပွဲကဟို ဘသူနိုင်နိုင်တရားပေါ့ရတာတခုတော့ပြီးမှာပါနှစ်ယောက်စလုံးကလည်းပွဲပြက်မယ်လို့ထင်တယ်ဗျာဟိုဟာဒိုင်းတော့အမှတ်ပေးရောင်းမယ်လို့တော့မထင်ဘူးကျွန်တော်တော့အဲ့တော့ပိသက်ကြီးများပိသက်ကြီးအနေနဲ့စောင့်ကြည့်ပေးဖို့စောင့်ကြည့်ပြီးအားပေးဖို့ကျွန်တော်ဖိတ်ခေါ်ပါတယ်ဗျာ